ီပောင်သူတို့ပေါင်းတို့မှာတရားအမထုတ်ခင်မှာအနေငယ်အာယုပြုပြီးတော့နားထောင်မယ်ပေါ့နော်တရားအထုတ်တဲ့နေရာမှာမတိပဲအာထုတ်တာနဲ့တီးပြီးအာထုတ်တာတူပါမလားမှန်ပါဗျာတီးဖို့အတွက်အာယုစုဆိုင်ပြီးတော့နာယုမသားဖို့မလိုဘူးလားမှန်ပါဗျာတရားအထုတ်တာက တရားအားထုတ်သူရဲ့တန်တမာဘာတွေရှိဖို့လိုတယ်လဲဆိုတာသိဖို့မလိုလားကဲလိုက်ဆိုကြည့်မယ်တရားအားထုတ်သောတရားအားထုတ်သောယောဂီတီယောဂီတီအောင်မေမှုအောင်မေမှုတတိလဲတတိလဲရှိရမယ်ရှိရမယ်အောင်မေမှုပါရှိရမလဲ ကဲဆုစင်ကျင်တဲ့တန်ပစင်လေရှိရမယ်အောင်မေမှုတတိလည်းရှိဖို့မလိုဘူးလားစင်ကျင်တဲ့တန်ပစင်လည်းရှိဖို့မလိုဘူးလားကဲတဆုပြန်ဆုတရားအားထုတ်တဲ့ယောဂီတိတရားအားထုတ်တဲ့ယောဂီ တတိတံပစင်ဘယ်နှခုနဲ့လဲအဲ့ဒီနှခုကိုအသုံးပြုပြီးပါအားထုတ်ဖို့လို့ဘုရားပါဘုရားတတိမရှိရင်လည်းအစင်ပြေပါမလားပြေပါဘုရားစင်ကျင်တတ်တဲ့တံပစင်မရှိရင်လည်းအစင်ပြေပါမလားဒါဆိုရင်တတိတံပစင်ဉာဏ်နဲ့ရှင်နေဖို့မလိုဘူးလားပါပါဘုရားပြန်ပြောပါဦး တတိတံပစိဉာဏ်နဲ့ရှင်ရမယ်။ဟုတ်ပြီနော်။ကေတံဆိုရင်ယောဂီတို့ရဲ့တန်တမာတတိလည်းမရှိဘူး။တံပစင်လည်းမရှိဘူး။ဆိုရင်ဉာဏ်နဲ့ရှင်ပါမလား။ဒါဆိုရင်ဘာနဲ့ရှင်ဖို့ဉာဏ်နဲ့ရှင်ဖို့တတိလည်းရှိဖို့မလိုလား။တံပစင်လည်းရှိဖို့မလိုလား။ ဒါဆိုရင်အလုံးသောယောဂီတွေမှာဉာဏ်ရှင်ဖို့အတွက်သတိတံပစင်ဘယ်နှခုကိုတခြားလောကမှာလားအသုံးချရမှာချပါပါဘုရားအသုံးချမှုမရှိရင်ချိုးတက်မှုတွေမလာဘူးလားမှန်ပါဗျာပါရိလမှာပါနဲ့ပါနဲ့ကိုအသုံးမချလို့သတိနဲ့တံပစင်ကိုအသုံးမချတဲ့အတွက်ပါရိလမှာချိုးတက်မှုတွေလာမှာ ကဲဒါဆိုရင်ချိုးတက်မှုတွေကဘာဒီလာမလဲဆိုတာသိဖို့မလိုဘူးလားကဲဆိုမဲ့တတိတံပစင်ဉာဏ်နဲ့မရှိရင်ဟီဒီအော်ဒပချိုးတက်လိမ့်မယ်နံပါတ်1ပါချိုးတက်မယ်ကဲဆိုဟီဒီအော်ဒပါ ချိုးတက်ရင်အိန္ဒတိလဲချိုးတက်လိမ့်မယ်ပြန်ပြောပါဦးဣတိဩဒပကဘာပြောတယ်လဲတိဘုံမလုံးလားကဲဆိုအရှက်မရှိတာကဣတိအကြောင်းမရှိတာကဩဒပပြန်ပြောပါဦး ်ရှိစီတာပါဤအကြောင်းရှိတာကဘောတော်ပါတတိတံပစင်ဘာနဲ့မရှင်ရင်ဘာနဲ့ဘာနဲ့ကအစာဆုံးချိုးတက်မလဲဣတိဩဒမကအစာဆုံးဘာဖြစ်မှာ ချိုးတက်ဖို့မရှိဘူးလားနောက်တခါဤဒီအော်တပါချိုးတဲ့ရင်ဘာချိုးတဲ့မှာအိန္ဒြေမချိုးတဲ့ဘူးလား ပါချိုးတဲ့တာဒါဆိုရင်အိန္ဒြေလည်းချိုးတဲ့လို့ရပါမလားဟီရီအော်ဒါမလည်းချိုးတဲ့လို့ရပါမလားဒါဆိုရင်နံပါတ်၄ကဟီရီအော်ဒါမမချိုးတဲ့ဘူးလားနံပါတ်၄ကပါချိုးတဲ့မှာကဲဆိုဟီရီအော်ဒါပါအိန္ဒြေချိုးတဲ့ရင်အကျင့်လည်းကောင်းပါမလားပါမကောင်းတော့ဘူး အကျင့်မကောင်းရင်တမာတမာတိဖြစ်ပါမလားဒါဆိုရင်ဘယ်နဲ့ချက်ရပြီပြန်ပြောမယ်ဟီဒီအော်ဒါပါချိုးတက်လိမ့်မယ်အိန္ဒရေအကျင့်တိလပါတဲ့မှာချိုးတက်မှာအကျင့်တိလချိုးတက်ရင်တမာတမာတိလာပါမလားတမာတမာတိလက်တချမ်းလာချိုးတက်လာလား ဘယ်နှမျိုးရပြီအေးစိတ်လေးညာနာနဲ့နားထောင်ဖို့မလိုဘူးလားကဲဆိုတတိတမ္ပစင်ဉာဏ်နဲ့မရှိရင်နံပါတ်1ပါချိုးတဲ့မှာဣတိဩတ္တပါချိုးတဲ့ပြီးရင်ပါချိုးတဲ့မှာဣန္ဒတိချိုးတဲ့ပြီးရင်ပါချိုးတဲ့မှာအကျင့်တိလာမချိုးတဲ့ဘူးလားအကျင့်တိလာချိုးတဲ့ပြီးရင်ပါချိုးတဲ့မှာ သမာသမာဓိမချိုးတတ်ဘူးလားဘယ်နှခုချိုးတတ်လာပြီချိုးတတ်တယ်ဆိုတာပြည့်စုံလားမပြည့်စုံလားမပြည့်စုံရင်ဘာတက်မှာချိုးတက်မှာပြည့်စုံရင်တော့ချိုးတက်မှုရှိပါမလားဘယ်နှလုံးရပြီကဲဆိုသမာသမာဓိချိုးတက်ရင်ယထာဘုဒ္ဒဉဏ်လေချိုးတက်လိမ့်မယ် ချိုးတဲ့တာဘယ်နှခုရပြီဉာဏ်နာတဲ့ကိုရောက်ရလားရောက်တယ်ပဲပြောမှာပေါ့မရောက်လည်းရောက်အောင်လုပ်အောင်မှာဟုတ်ပြီနော်ကဲဘယ်နှလုံးသိပြီလဲဒီချမ်းငါလုံးကဲချိုးတဲ့မှုငါလုံးအေးစစ်စစ်လေးပြောကြည့်ဣတိအော်တပါချိုးတဲ့လိမ့်မယ်အိန္ဒရေအကျင့်သီလသမာသမာတိ ယထာဘူတညံနောက်ပိစုံမရရင်နောက်ကလည်းချိုးတယ်လိမ့်မယ်ငါလုံးတော့တော့ပြောပေါ့နော်ကဲဟုတ်ပါရှာဆိုပါဦးပါချိုးတယ်မှန်းလည်းမသိတော့ဘူးအိန္ဒရေကျင့်သီလသမာသမာတိယထာဘူတညံ ကဲနှစ်ဖက်လုံးပေါင်းဆိုပါဦးဣတိဩတပသမာသမာတိချုပ်တဲ့တာပဲနှစ်ခုရပြီကဲငါးခုကိုယောဂီတို့ရဲ့ဉာဏ်နဲ့ရောက်ပြီလားဘာညာယထာဘုဒ္ဓဉာဏ် ကေစုယထာဘူဒဉဏ်ဆိုတာယုတ်ကိုယုတ်လို့မသိရင်နံကိုပညာချိုးတဲ့လားယထာဘူဒဉဏ်ဆိုတာယုတ်ကိုယုတ်လို့သိဖို့မလိုဘူးလားနံကိုနံလို့သိဖို့မလိုဘူးလား ယထာဘုဒ္ဓညံချိုးတဲ့ဆိုရင်ဘာနဲ့ဘာနဲ့ကိုမသိတော့ဘူးယုံနဲ့ကိုသိတာဘာညံလဲကဲဆိုယထာဘုဒ္ဓညံချိုးတဲ့ရင်ညီငွေချင်းချိုးတဲ့လိမ့်မယ်ဘယ်နှခုတက်လာပြီ6ခုဘယ်နှခုလဲ6ခုကိုရှေ့ပိုင်းက3ခုဆိုနောက်ပိုင်းက3ခုဆိုရင်ဒီ6ခုမရနိုင်ဘူးလား ရနိုင်တဲ့ရှေးပိုင်းဘဏ္ဍကုကိုအရင်ဆုံးကဲဆိုဟီဒီအော်ဒပအိန္ဒတိအကျင့်သီလရှေးပိုင်းကဘဏ္ဍကုရပြီနောက်ကဘဏ္ဍကုကျန်လေကဲဆိုသမာသမာတိယထာဘူဒဉ္ဉ္ဉ္ငွေမူ ဘယ်နှခုရပြီကြာခုမရဘူးလားကဲဆိုညင်းငွေမှုချိုးတဲ့ရင်ဝိဒါကညံချိုးတဲ့လိမ့်မယ်ဘယ်နှခုရပြီဘယ်နှခုဘယ်နှခုရပြီတချမ်းညံလားဝိဒါကညံလားဝိဒါကညံဆိုတာတချမ်းညံလားယာကာကင်းတဲ့ညံလားဒါကြောင့်မလို့နံပါတ်မလောက်ကိုရောက်ပြီလေ ခနမရဘူးလားကဲဆိုဝိဒါကညံချိုးတဲ့ရင်ကိလေသာကလွမြောက်မှုချိုးတဲ့လိမ့်မယ်ဘာကလွမြောက်မှုယောဂီတရားအထုတဲ့ဆိုတာဘာကလွမြောက်ခြင်းလို့ကဲဆိုဝိဒါကညံကိလေသာကလွမြောက်မှု ြံပြောပေါင်းဝိဒါကဉဏ်ကိလေသာလွန်မြောက်မှုမရှိရင်ဝိမု ക്തി ညာနာတတနာဉဏ်ချိုးတက်လိမ့်မယ်ပေါင်းတော့၉ခုရမသွားဘူးလားအဲ့ဒီ၉ခုကိုယောဂီတို့ရဲ့ဉာဏ်နာတဲ့ကိုမရောက်ရောက်အောင်အာယုံပြုပြီးနားထောင်ဖို့မလိုဘူးလားကဲဆိုရှေးပိုင်း သုံးခုကိုလည်းသိပါပြီဖေ။အလင်ကဘယ်နှခုကဲဆိုသမာသမာတိယထာဘုဒ္ဓဉာဏ်ညီငွေမှုဘယ်နှခုလဲအဲ့ဒီသုံးခုတခြားလားအလင်ရလားကဲအလင်ရသုံးခုပြန်ဆိုညီငွေမှုဘယ်နှခုရပြီ ကဲဆိုဝိဒါကညံကိလေသာလွမြောက်မှုဝိမု ക്തി ညာနာတတနာညံဆိုဝိဒါကညံကိလေသာကဝိမု ക്തി ညာနာတတနာပေါင်းလိုက်တော့၉ခုမရှိဘူးလားအဲ့ဒီ၉ခုလုံးကတခြားလားချို့တဲ့သွားတယ် ကဲဆိုးအောင်မေမှုတတိမရှိရင်လဲချိုးတက်မှုတွေလာလိမ့်မယ်စင်ကျင်တဲ့တမ္ပစင်မပါရင်လဲလာမလာမလာမလာဘယ်နှခုလဲ၉ခုဘယ်နှခုလဲအဲ့ဒီ၉ခုတော့တရားတွေကိုရကြည့်ရင်ယောဂီကဘယ်နှခုလောက်အောင် နှစ်ခုဘယ်နှစ်ခုလဲကဲဆိုအောင်မေမှုတတိပြန်ပြောပါဦးစင်ကျင်တဲ့တမ္ပစင်ပြန်ပြောအောင်မေမှုယောဂီလုံးစရာကဘယ်နှစ်ခုအဲ့ဒီနှစ်ခုတည်းကိုလုံးချင်ဘယ်နှစ်ခုပြည့်စုံမှာ၅ခုပြည့်စုံမှာပြန်ပြောနှစ်ခုလုံးတတ်ရင် နှစ်ခုမလုံတတ်ရင်ကိုးခုပါဖြစ်မှနဲ့ချိုးတက်မှယောဂီကကိုးခုချိုးတက်ခြင်းသလားမချိုးတက်ခြင်းရင်ဘယ်နှစ်ခုကိုလုံကဲဆိုယောဂီဆိုတာခန္ဓာကြီးကိုအောင်မေ့မှုအမတ်ရမှုတခြားထားရမလားတတိထားရမလားကဲဆိုတရားရှုတဲ့ဆိုတာခန္ဓာကြီးကို အောင်မေမှုအမှန်ရမှုတခြားထားတာလားတတိထားတာကဲဆိုတရားရှုတယ်ဆိုတာခန္ဓာကြီးကိုအောင်မေမှုနဲ့အမှန်ရမှုနဲ့တတိမထားရဘူးလားတတိထားရုံနဲ့ပြီးပါမလားစင်ကျင်တဲ့တံပစင်လည်းရှိဖို့မလိုဘူးလားဒါဆိုရင်ဘယ်နဲ့ချက်နဲ့ထောက်ထားတာအဲ့ဒီနှစ်ချက်သလုံးယောဂီရဲ့တဏ္ဍာမှာရှိဖို့မလိုဘူးလား ကဲဆိုခန္ဓာကြီးကိုလည်းတတိထားရမယ်ခန္ဓာသဘောကိုလည်းစင်ကြင်ရမယ်ကဲဒီပချမ်းပြောခန္ဓာကြီးကိုလည်းကဲဒီပချမ်းပြောပါဦးကဲဆိုတရားရှိတယ်ဆိုတာ ပါကြီးကိုပါထာတတိထာယုံနဲ့ပြီးပါမလားပါပါဘာလို့ပြောအောင်မှာစင်ကျင်ပေးဖို့မလို့လားကဲဆိုစင်ကျင်တာကတန်ပစင်အမှတ်ရတာကတတိဘယ်နှစ်ခုပဲလောက်ရအဲ့ဒီနှစ်ခုတည်းနဲ့ဘာရှိလို့ရတရားရှိလို့မရဘူးလား တရားရှုနေရင်ချိုးတက်မှုဘယ်နှခုอ่ะတခြားလားကင်းသွားတာမရှုရင်တော့ဘယ်နှခုချိုးတက်နေတာကဲဆိုဟီဒီဩတပလည်းချိုးတက်လိမ့်မယ်သမာသမာတိလေယထာဘုဒ္ဓဉာဏ်လေ ဤငွေမှုလည်းဝိရာကဉာဏ်လည်းကိလေသာလွန်မြောက်မှုကလည်းဝိမု ക്തി ဉာဏတတနာဉာဏ်ကလည်းနောက်ပိတ်ဆုံးမရတဲ့သူကချူတက်လိမ့်မယ်ဆိုပြီးခိုးကောက်ဆုံးလိုက်အဲ့ဒါဆိုရင်ခိုးကောက်ပြည့်မသွားဘူးလားပြည့်သွားတာပေါ့ဒါဆိုရင်တရားရှုတယ်ဆိုတာမတိပဲရှုတာနဲ့တိပီရှုတာတူပါမလား ိဖို့အတွက်တခြားလားသင်ပေးတာလားဘယ်နှခုလောက်ရမှာအဲ့ဒီနှခုကိုကျွမ်းကျွမ်းကျင်ကျင်လုံတတ်တဲ့ပုဂ္ဂိုလ်ဟာချိုးတက်မှုဘယ်နှပါ၉ပါး၉ပါးကချိုးတက်မှလားပြည့်စုံမှလားဒါဆိုရင်အာလုံသောယောဂီတွေကပြည့်စုံခြင်းရင်ဘယ်နှခုကိုကောင်းကောင်းလုပ်နှခုကဘာနဲ့ဘာနဲ့လဲအောင်းပေးမှုတတိနဲ့စင်ကျင်မှုတံပစင် ကဲဒီပချမ်းပြောအောင်မေမှုဘယ်နှခုကိုလုံးကဲဒီပချမ်းပြောပါဦးကဲဆိုရှင်ဖယားတပိတော်အင်္ဂလူတွေကိုအောင်မေတယ်ဖယားအောင်မေတာအဲ့ဒါသွားအောင်မေလို့ရမှာခန္ဓာကြီးကိုတခြားထားခိုင်းတာလားတတိထားခိုင်းတာ တတိထားတဲ့အမှတ်ရတဲ့ဆိုတာတခြားလားခန္ဓာသဘောသိအောင်လုပ်ခိုင်းတာကဲဆိုခန္ဓာသဘောခန္ဓာကပဲပြောနေပါလိမ့်မယ်ပြန်ပြောပါဦးခန္ဓာကပြောရင်တတိလဲထားရမယ်စင်ကျင်တတ်တဲ့တံပစင်လဲ ရှိဖို့မလိုဘူးလားမလိုပါဘူးဘယ်နဲ့ချက်သေးလို့ရမှာအဲ့ဒီတစ်ချက်လောက်တော့မလုံနိုင်ဘူးလားလုံနိုင်တယ်ဒါကြောင့်မလို့နာယီပွဲလောက်အလုံးလုံးဖို့မလိုဘူးလားမလိုပါဘူးကဲဒါဆိုရင်နှလုံးသွင်းအမှန်လေးနဲ့တရားကိုရှုမယ်ပေါ့နော်ဒါကြောင့်အိဒိယမို့ပြင်မယ်